ဒီလူကဂိမ်းရှိုးပွဲတစ်ခုစီကပတ်စံတွေလဲတကူရနိုင်မယ့်နီလန်းကိုရှာတွေ့ခဲ့တယ်။1984ခုနှစ်မှာမျိုးသားတအိုးကတူရန်ကြိုက်တဲ့ TV ရှိုးစီစဉ်ကန်ဆန်းကြရအောင်ဆိုတဲ့ TV ဂိမ်းရှိုးပွဲတစ်ခုအတွက်လူရေးပွဲသွားရောက်ခဲ့ပါတယ်။ဒီပွဲကိုလာဖို့အတွက်သူကဝိုင်းယိုးပြည်နယ်ကနေကယ်လီဖိုးနီးယားတီကို၃ရက်ကြာခီးကျန်းနေခဲ့ရပါတယ်။ဒါပြင်သူကထုတ်လုပ်သူဘီအတွက်အမတ်တရားလက်ဆောင်ဖြစ်ဂိမ်းရှိုးရဲ့လက်ကောင်ပုံပါတဲ့ပကံပြားလေးတစ်ခုကိုပါယူလာခဲ့ပါသေးတယ်။ပုံမှန်အားဖြင့်သူကလေးပေးဆက်ပြင်းတဲ့အလုပ်ကိုလုပ်ပြီး ရီယာဒီမှာတော့ရေခဲမှုကမောင်းတယ်လို့ပြောခဲ့ပါတယ်။ဒါမဲ့လည်းသူတို့အင်တာဗျူးနေကြတော့လက်ထောက်ဆီဗီယာရောက်လာပြီးသူ့နာမည်ကနာမည်တုဆိုတာကိုပြောပြလိုက်တာကြောင့်ရက်တန့်လိုက်ရပါတယ်။အမှန်တော့သူကချိန်ထားတာကိုနောက်ကျမှရောက်လာတဲ့ပြိုင်ပွဲဝင်တယောက်ရဲ့နေရာကိုဝင်ယူခဲ့တာဖြစ်ပါတယ်။သူ့နာမည်ရင်းကမိုက်ကယ်လို့ခေါ်ပါတယ်။ဒါမဲ့လည်းစီမင်းစီကန်းတွေကိုချိုးဖောက်ရာရောက်တာကြောင့်မိုက်ကယ်ကိုချက်ချင်းထုတ်ပြစ်လိုက်ပါတယ်။ဒီကတော့မိုက်ကယ်ကိုသဘောကျတာကြောင့်သူ့ကိုရှိုးတဲ့ထဲခွင့်မရလိုက်တာကိုစိတ်မကောင်းဖြစ်ပေမဲ့ လူရွေးချယ်ရေးဒါရိုက်တာချက်ကတော့ဒီလိုမျိုးလိန်နေတဲ့လူကိုရွေးလို့မဖြစ်ဘူးလို့ပြောလိုက်ပါတယ်။အဲလိုပြောနေတော့မှပဲသူတို့ကအောက်ကကားပါကင်နားကနေထူးဆန်းတဲ့ဆူညံတဲ့တစ်ခုကိုကြားလိုက်ကြရပါတယ်။ဘရင်ဘော့ကနေပြင်ကိုကြည့်လိုက်တဲ့အခါမှာတော့ BNR တင်သွားခဲ့ရပါတယ်။မိုက်ကယ်ကတကယ်ပဲရေကဲမို့ကားကြီးကိုမောင်းပြီးတော့တီနီယာတီရောက်လာတာဖြစ်ပြီးတော့အခုတော့အဲ့ဒီကားကြီးကစနိုးမယာဖြစ်နေတာကိုတွေ့လိုက်ရလို့ပဲဖြစ်ပါတယ်။ဘီကမိုက်ကယ်ရဲ့ဇွဲလုံးလာကိုသဘောကျပြီးတော့မနှက်ပြန်ကြရင်တန်းတန်းရှင်းရှင်းဝတ်စားစီရင်ပြီးတော့ရှိုးဝဲအတွက်လာခဲ့ဖို့ပြောလိုက်ပါတယ်။ ီနောက်မှာတော့မိုက်ကယ်ကအင်ကြီးကောင်းစားတထည်ဝယ်ဖို့ဈေးသက်သာတဲ့ဘေးတို့အဟောင်းဆိုင်တစ်ခုကိုသွားခဲ့ပါတယ်။အင်ကြီးဘော်ကဂျယ်ဒီတလုံးကိုအလစ်မှာခိုးဖြုတ်လိုက်ပြီးပစ္စည်းကလည်းမကောင်းတဲ့နေရာတွေပါနေလို့ဈေးချော်ပေးဖို့အယောင်စီးရင်ကိုပြောခဲ့ပါတယ်။ပြီးမှပဲသူကဖြုတ်ထားတဲ့ဂျယ်ဒီကိုပြန်ချုပ်လိုက်ပါတယ်။နောက်တနေ့မနက်မှာတော့ CBR ကမိုက်ကယ်နဲ့တခြားပြိုင်ပွဲဝင်တွေကိုစတူဒီယိုထဲကိုလိုက်ပြပေးခဲ့ပါတယ်။သူတို့ကတခြား show ဝဲရဲ့ပြင်ဆင်တူတွေကိုကြည်ပြီးတဲ့နောက်မှာတော့ game show area ကိုရောက်လာကြပါတယ် ။ဘိုက်ကကပြင်ဆင်မှုတွေရဲ့နောက်ကိုနီးကပ်ကြည့်ဖို့ကြိုးစားခဲ့ပေမဲ့စီဗီယာကချက်ချင်းဆွဲခေါ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ပြိုင်ပွဲဝင်တွေကိုသူတို့အလှည့်ကိုစောင်းရင်းနဲ့ရှိုးကိုထိုင်ကြည့်ဖို့အခန်းတစ်ခုထဲမှာထားခဲ့ပါတယ်။နောက်ဆုံးမှာစီဗီယာကမိုက်ကယ်နဲ့တခြားပြိုင်ပွဲဝင်2ဦးကိုခေါ်သွားပြီးတော့အစည်းအဝေးတင်ဆက်သူပီတာရဲ့လက်ကောင်ရုပ်တုနဲ့လည်းတွေ့ဆုံပေးလိုက်ပါတယ်။ဒီနောက်မှာတော့ပြိုင်ပွဲဝင်3ယောက်လောက်ကနေရာယူလိုက်ကြပြီးပရိသတ်တွေရဲ့အားပေးတန်တွေနဲ့အတူရိုက်ကူးရေးစတင်ပါတော့တယ်။ပီတာကပြိုင်ပွဲဝင်2ဦးချင်းစီကိုစကားပြောပြီးတော့ရဲစရာတွေပြောကတင်ဆက်မှုကိုစတင်လိုက်ပါတယ်။ ကပ်ကအရင်နေ့ကအနိုင်ရထားသူဖြစ်ပြီးတော့ဂျေနီကတော့မိုက်ကယ်လိုပဲအစ်စ်ပါမိုက်ကယ်တယောက်ဆိတ်လို့ရှားနေခဲ့ပေမဲ့သူ့ရဲ့အလုပ်ကြောင်းနဲ့အိမ်ကနေကြည့်နေမဲ့သူ့မိသားစုအကြောင်းကိုရိုးရိုးသားသားလေးပြောပြနိုင်ခဲ့ပါတယ်ပီတာကစီးမင်းနေကိုရှင်းပြလိုက်ပြီးတော့မိကုန်းတစ်ခုကိုမေးလိုက်ပါတယ်မိကုန်းကိုမေးပြီးသွားတာနဲ့ခလုတ်ကိုယဉ်နေတဲ့သူကဖြေခွင့်ရမှာပဲဖြစ်ပါတယ်တခြားသူတွေအနေနဲ့ကတော့မန်တယ်ဆိုရင်ဘေးကနေသဘောတူနိုင်တယ်လို့တခြားသူရဲ့အဖြေကမမှန်ဘူးထင်ရင်လည်းကို့အဖြေကိုလည်းပေးနိုင်ပါတယ် အပြင်းမှန်ရင်တော့၃ချိန်လဲခွင့်ရှိပြီးမန်တဲ့ဖြစ်ကိုသဘောတူရင်တော့၃ချိန်လဲခွင့်ရမှာဖြစ်ကမားခဲ့ရင်တော့ဘာမှမရပါဘူးပထမမေးခွန်းကိုဂျင်နီကဖြေလိုက်ပြီးဂျန်တဲ့နှစ်ယောက်ကလည်းသဘောတူခဲ့တဲ့အတွက်ကြောင့်အားလုံးလဲခွင့်ရခဲ့ကြပါတယ်ဒုတိယမေးခွန်းမှာတော့မိုက်ကယ်ကပီတာရဲ့မေးခွန်းမဆုံးခင်မှာတင်ခလုံးနှိပ်ခဲ့ပေမဲ့သူ့ရဲ့ဖြေကမားနေခဲ့ပါတယ်တတိယမေးခွန်းကိုအက်ရှ်ကမန်အောင်ဖြေခဲ့ပြီးတော့ဂျန်တဲ့သူတွေကလည်းသဘောတူခဲ့လို့အားလုံးလဲခွင့်တွေထက်ရခဲ့ပြန်ပါတယ်နောက်ဆုံးစတုဒ္ဒမေးခွန်းကိုအကြမ်းမိုက်ကယ်ကမန်အောင်ဖြေနိုင်ခဲ့ပါတော့တယ် နောက်ဆုံးအဆင့်မစခင်မှာခဏနားယူခြင်းရခဲ့ပါတယ်မိုက်ကယ်တယောက်ဖုံးဆက်ခြင်းပေမဲ့လည်းစီဗီယာကရှိုးပွဲအတွင်းမှာခွင့်မပြုဘူးလို့ရှင်းပြလိုက်ပါတယ်အနားယူခြင်းပြီးတဲ့အခါမှာတော့ဘီတာကပြန်ပွဲဝင်နေတဲ့ထိုင်ကုန်တွေကိုလှည့်လိုက်ပြီးတော့ဆုလက်ဆောင်ပုံပြားကြီးကိုပြသလိုက်ပါတယ်ဒီပုံပြားကြီးကအစုမျိုးမျိုးပါတဲ့အကွက်တွေပါတဲ့အရာမှမျက်နှာပြင်ကြီးတစ်ခုပါပဲဒီကွက်တွေကဂျာမန်ပုံစံလေးတွေနဲ့မီးတွေလင်းနေခဲ့တာပါစီမင်းတွေကတော့ပြိုင်ပွဲဝင်တွေကလဲခွင့်ရကြချိန်မှာသူတို့ခလုတ်ကိုနှိပ်ပြီးတော့မီးလင်းပြီးကြာသွားတဲ့အကွက်ကစုကိုရမှာပဲဖြစ်ပါတယ်။ ဒါမှမဟုတ်ကိုယ့်လက်ကိုကြော်ပြီးကိုယ့်ရဲ့ပြိုင်ဘက်တွေကိုအရင်သွားခွင့်ပေးနိုင်ပါတယ်။အခုလောလောဆယ်မှာတော့လက်ခွင့်အသေးဆုံးလူကအရင်ဆုံးလှည့်ရမှာဖြစ်ပြီးတော့အဲ့ဒါကတော့မိုက်ကယ်ပါပဲ။မိုက်ကယ်တောက်စိတ်ကိုစူးစိပြီးတော့နှစ်ကြိမ်လှည့်ခဲ့ပါတယ်။ပထမဆုံးအကြိမ်မှာဒေါ်လာ2000ရခဲ့ပြီးတော့ဒုတိယအကြိမ်မှာတော့ဒေါ်လာ1900နဲ့နောက်တစ်ကြိမ်လှည့်ခွင့်ရခဲ့ပါတယ်။ဒါမဲ့ကံမကောင်းစွာနဲ့သူ့ရဲ့တတိယအကြိမ်မှာတော့ရှိုးပွဲရဲ့လက်ကောင်ရုပ်ပုံပါနေတဲ့အကွက်ကိုကျသွားခဲ့ပြီးသူ့ရထားတာတွေအားလုံးကိုဆုံးရှုံးသွားရပါတယ်။ အဲဒါကြောင့်မိုက်ကယ်ကဂျိန်ဆဲမိလိုက်ပါတယ်မိသားစုရှိုးပွဲတစ်ခုမှာဂျိန်ဆဲတာကိုထည့်မရတာကြောင့်ထုတ်လို့ရေးဖွဲကလည်းတိတ်ပြီးသဘောမချခဲ့ကြပါဘူးတဲခွေကိုပြန်စစ်ကြည့်လိုက်တဲ့အခါမှာတော့ဒီပိုင်းကတီးဖြတ်လို့မရတဲ့အနေအထားဖြစ်နေတာကြောင့်ဒီတုတ်ပြန်မှုကိုပြန်လဲရိုက်ကူးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒီကတော့သူဖိတ်ခေါ်ခဲ့တဲ့မိုက်ကယ်ကပြဿနာရှာရင်သူ့ကိုပြစ်တင်ကြမှာစိုးလို့စိုးရင်နေခဲ့ကြပါတယ်မိုက်ကယ်တရားကိုမဂျိန်ဆဲဖို့အတွက်အစုခံလိုက်ရပြီးသူကလည်းချက်ချင်းပဲတောင်းပန်ခဲ့ရပါတယ် အစနေဂျင်ဂျီတို့ကစားတဲ့အခါမှာတော့သူတို့ကဒေါ်လာ၄လောင်စီရခဲ့ပြီးတော့မိုက်ကယ်ကတော့ပိုးပေါ်ကမီလုံးတွေလက်ပတ်နေတဲ့ပုံစံတွေကိုခွင့်ကောင်းယူပြီးတော့လေ့လာနေခဲ့ပါတယ်။နောက်ထပ်အားယူခြင်းကိုရောက်တဲ့အခါမှာတော့ CBR ကပြိုင်ပွဲဝင်တွေကိုအင်တာကိုလိုက်ပို့ပေးခဲ့ပါတယ်။အသေးတံဖြစ်နေခဲ့တဲ့မိုက်ကယ်ကဒီနေ့ကသူသမီးလေးရဲ့မွေးနေ့ဖြစ်ကြောင်းပြောပြီးတော့ဖုန်းဆက်ွက်ပေးဖို့ CBR ကိုစီယုံနိုင်ခဲ့ပါတယ်။ဒါမှမဟုတ်ကံမကောင်းစွာနဲ့ဘသူမှဖုန်းမကင်ကြတာကြောင့်မိုက်ကယ်တယောက်ထပ်ပြီးတော့ချိန်ဆလိုက်ပြန်ပါတယ်။ အနာယူချိန်ပြီးလို့ကစားပွဲပြန်စားတဲ့အခါမှာတော့နောက်ဆုံးနေရာမှာရှိနေသေးဖြစ်တဲ့မိုက်ကယ်ကအရင်ဆုံးစားခဲ့ရပါတယ်။ဒီချိန်မှာတော့သူကခလုတ်ကိုချိန်ကိုက်မှန်အောင်နှိမ့်နိုင်ခဲ့ပြီးဒေါ်လာ3000နောက်နဲ့နောက်တစ်ချိန်လဲခွင့်ကိုပါရခဲ့ပါတယ်။ဒေါ်လာရဲ့ဖွဲ့ကဆက်လို့ရနေခဲ့ပြီးတော့ဘီကလည်းသူ့ရဲ့ဆုံးဖြတ်ချက်တွေအကုန်ယူနေခဲ့ပါတယ်။ဒီနောက်မှာတော့မိုက်ကယ်ကသူ့လက်ကိုမကျော်ဘဲနဲ့ဆက်ကစားသွားပြီးတော့လဲခွင့်နေထပ်ပေးတဲ့အကွက်တွေကိုပဲစက်တိုက်ကိုကြာနေခဲ့ပါတယ်။ အကြိမ်များလက်ကောင်အကွက်ကိုကြာသွားရင်တော့အကုန်လုံးဆုံးရှုံးနိုင်တာမို့ခဏနားလိုက်ဖို့ပီတာကကြံပေးခဲ့ပေမဲ့လည်းမိုက်ကယ်ကတော့ဆက်ကစားဖို့ကိုပဲဇေယားထက်သန်နေခဲ့ပါတယ်။သူစက်တိုက်ကစားနေခဲ့ရာကနေဒေါ်လာ2800အထိကိုရောက်သွားခဲ့ပြီးတော့ဒါကလည်းရှိုးဝဲမှာစံချိန်တက်တစ်ခုလိုဖြစ်သွားခဲ့တာပါ။ပရိသတ်တွေကမိုက်ကယ်ကိုအားပေးနေကြပေမဲ့လည်းထုတ်လို့ရဖွဲကတော့ဆေးလုရှားရာကနေတန်တရားတွေဝင်လာပါတော့တယ်။ဘီကစိုးရင်လာခဲ့ပြီးကြောင်ညာနာချင်းယူဖို့မိန်ပြီးကပီတာကိုလည်းသူ့ရဲ့ရုံးခန်းကိုခေါ်ခဲ့ပါတယ်။ ။နောက်ချိန်မှာတော့မိတ်ကက်ဆီယာမားနှစ်ယောက်ကမိုက်ကယ်တို့ကိုလာပြင်ပေးခဲ့ပြီးတော့မိုက်ကယ်ကသူတို့နှစ်ယောက်ကိုသူနဲ့အက်စ်တိုနဲ့တူနှစ်တွဲပြိုင်ဒိတ်ကြမလားဆိုပြီးတော့မေးလိုက်ပါတယ်။ဒါမှလည်းမိတ်ကက်ဆီယာမားတွေကတော့ငြင်းဆန်ခဲ့ကြပါတယ်။ရုံကန်းထဲမှာတော့ထုတ်လေအဖွဲ့ကမိုက်ကယ်ကတခုတော့ထူးခြားနေပြီဆိုတာကိုပီတာကိုပြောနေခဲ့ပါတယ်။သူတို့ကရှုံးနေပြီးပတ်စံတွေကိုလုံးဆုံးရှုံးသွားနိုင်တဲ့ဖြစ်နိုင်ခြေယာကင်လုံးတွေကိုပြောပြပြီးတော့မိုက်ကယ်ကိုကြောက်လန့်အောင်ခြောက်ခံခဲ့ပါတယ်။အနာယူချိန်ပြီလို့ရိုက်ကွေးဆက်တဲ့ချိန်မှာတော့ပီတာကမိုက်ကယ်ကိုကံကောင်းမှုတွေကတစ်ချိန်ချိန်မှာဆုံးသက်သွားတတ်ပြီးတော့ ူကဓာမျိုးတွေကိုအများကြီးမြင်ခဲ့ဘူးတဲ့အကြောင်းစပြီးတော့ပြောလိုက်ပါတယ်။သူကဆက်ပြီးတော့လည်းယုံကြည်ချက်လွန်ကမ်းရင်ရှုံးနေတဲ့အကြောင်းကိုပြောနေရင်းနဲ့မိုက်ကဲကိုတုံးအားအကြောင်းတွေ့ဝိုက်ပြီးတော့ဟာသပြောနေခဲ့ပါသေးတယ်။ဒါမဲ့ပီတာဘလိုပဲ3ပေး6လက်နေပါစေမိုက်ကဲကတော့ဆက်လက်ဖို့ကိုပဲဆုံးဖြတ်ထားပါတယ်။ဘီကစိတ်ပူလာခဲ့ပြီးချက်ကိုဖုံးဆက်ကမိုက်ကဲကဘာလုပ်လဲဆိုတာကိုစုံစမ်းခိုင်းပါတော့တယ်။သူတို့လေစားခံရတာဖြစ်နေတယ်လို့လည်းဘီကထင်နေခဲ့တာပါ။ရှိုးကဆက်လက်ပြသနေချိန်မှာတော့ချက်ကမိုက်ကဲရဲ့ရှောက်လွာကိုရှာဖွေခဲ့ပါတော့တယ်။ ။ဆောက်လာမှာဖုန်းနံပါတ်တစ်ခုကလွဲလို့ဘာမှမပါခဲ့တာပါ။ဒါကြောင့်သူကဖုန်းဆက်လိုက်တဲ့အခါမှာတော့ရှိုးရဲ့ဖုန်းနံပါတ်ဖြစ်နေတာကိုသိလိုက်ရပါတယ်။ပြီးတော့သူကလူရွေးဝဲတိတ်ခွေကိုပြန်ကြည့်ရင်းနဲ့ရေခဲမှုကားကိုတတိယသွားပါတယ်။ကားပါကင်မှာကားကိုရှာကြည့်လိုက်တဲ့အခါမှာတော့ brain box ကနေအထဲကိုကြည့်လိုက်တဲ့အခါပပုန်နေကတ်တွေလိုင်းစင်ကပြားတွေနဲ့ဗီဒီယိုတိတ်ခွေတွေကိုတွေ့လိုက်ရပါတယ်။အစားတုံးကသူဝင်လို့မရခဲ့ပေမဲ့လုံချိုရေးဆောင်တယောက်ကသူ့ကိုတရွင်တွလွတ်ငားပေးလိုက်ပါတယ်။စတူဒီယိုရဲမှာမိုက်ကယ်ကဒေါ်လာ၄000ကျော်တောင်အနိုင်ရနေခဲ့ပြီးပါပြီ။ ဒေါ်လေးဖွဲကလည်းစေပူလာပြီးတော့ဂိမ်းကိုရပ်ဖို့စဉ်းစားခဲ့ပေမဲ့လည်းလိမ့်လဲနေပါတယ်ဆိုတဲ့အထောက်အထားမရှိတာကြောင့်ရပ်လို့မရခဲ့ပါဘူးဒီနောက်မှာတော့မာကတ်တယောက်အနိုင်ရသွားတာဒေါ်လာ9000ကျော်သွားတဲ့အချိန်မှာတော့ပီတာကနောက်တစ်ချိန်နားယူဖို့ကြေညာလိုက်ပါတယ်တိတ်မကြခင်မှာပဲချက်ကမိုက်ကယ်ရဲ့ကားရဲကယူလာခဲ့တဲ့စာရေးဆရာနေနဲ့အတူသူ့ရဲ့ရုံးခန်းလေးကိုလည်းပြန်ဟုတ်လာခဲ့ပါတယ်လိုင်းရောဘတ်ဆိုတဲ့နာမည်နဲ့လုပ်ငန်းသုံးကတ်တစ်ခုရှိနေတာကြောင့်ချက်ကတရားရုံးစီရင်ရောင်းဆောင်ပြီးတော့သူ့ကိုပုံဆက်ခဲ့ပါတယ်သူကမိုက်ကယ်ကိုတားမြစ်ထားတဲ့အမိန့်ကြောင့်မေးတဲ့အချိန်မှာတော့ န်ရောဘတ်ကမိုက်ကယ်ကအဆင်ဆင်လိမ့်လည်မှုတွေလုပ်ခဲ့ဖို့ကြောင့်ပြောပြခဲ့ပါတယ်။အသေးစိတ်ထံမီးဖို့ကြိုးစားလိုက်တဲ့အခါမှာတော့ဒန်ရောဘတ်ကချက်ကတရားရုံးဝန်ထမ်းပုံမှန်တည်သွားလို့ဖုံးချလိုက်ပါတယ်။ဒီနောက်မှာတော့ချက်ကတိတ်ခွေတွေကိုစစ်ကြည့်ပါတယ်။အစပိုင်းမှာမိုက်ကယ်ရဲ့မိသားစုအိမ်တွင်းမှတ်တမ်းလေးတွေပဲရှိနေပေမဲ့ခဏကြာတဲ့အခါမှာတော့ရှိုးရဲ့အရင်အပိုင်းတွေကိုရိုက်ထားတဲ့မှတ်တမ်းတွေကိုတွေ့လိုက်ရပါတယ်။ပေပိုင်းတွေကိုအဓိကထားရိုက်ထားမှန်းသတိထားမိလိုက်ပြီးတဲ့နောက်မှာတော့ချက်ကစတူဒီယိုကိုပြန်သွားပြီးတော့မိုက်ကယ်ဘယ်လိုမျိုးလုပ်ပြီးတော့စက်တိုက်နိုင်ရနေလဲဆိုတာကိုကြည့်ခဲ့ပါတယ် မက်ကဲမျိုးလုံးလူရှားပုံကိုကြည်နဲ့ချက်တယောက်မက်ကဲကမီကွက်တွေလှည့်ပတ်နေတဲ့ပုံစံကိုအလွတ်ကျက်မှတ်ထားတာဖြစ်ပြီးတော့ဒါကြောင့်သူကဘယ်ချိန်မှာကလုတ်ကိုနှိပ်ရမလဲဆိုတာအမြဲတည်နေခဲ့တာဆိုတဲ့အချက်ကိုသဘောပေါက်သွားခဲ့ပါတယ်။ပြီးရတဲ့ချက်ကဒေါ်လိုရီဖွဲ့စီကိုသွားပြီးတော့နောက်ဆုံးအုံချိန်လှည့်တာကိုပြန်ရစ်ကြည့်ခိုင်းလိုက်ပါတယ်။သူကမက်ကဲမျိုးလုံးတွေကလှူရှားပုံကိုတတိထားကြည့်ခိုင်းလိုက်ပြီးတော့မက်ကဲကအကွက်တွေမကြခင်ကိုတော့ခက်စောစောအောင်ပွဲခံနေတဲ့ပုံတွေကိုလည်းထောက်ပြလိုက်ပါတယ်။ ။လမ်းသွားတဲ့ဘီကတော့မိကွက်ကဂျာပန်မဟုတ်ဘဲနဲ့ပုံစံ၅မျိုးနဲ့ပဲလက်ပတ်နေတာဖြစ်ကြောင်းပြောလိုက်ပါရယ်။ဆိုလိုတာကတော့ဒီဂျိုးကိုသာတရားကြည့်လိုက်ရင်ဒီလက်ပတ်တဲ့ပုံစံတွေကိုမှတ်ထားဖို့ကဖြစ်နိုင်သွားပါပြီ။ဘီကမိုက်ကယ်ကတကယ်ပဲသူတို့အပေါ်ညံ့များနေတာပဲဆိုပြီးတော့ပြောလိုက်ပါရယ်။နောက်တစ်ချိန်နောက်ယူချိန်မှာဆီဗီယာကတခြားပြိုင်ပွဲဝင်တွေကိုရှိုးမက်ဒစိတ်ပါတဲ့ဒီဆက်တွေကိုတောင်းပန်နေနေနဲ့ပြေးခဲ့ပါဗါကေတောက်အခုချိန်ထိမပြေးသေးတာကြောင့်ဒီနေ့တော့သူတို့ကစားကွင်းရတော့မှာမဟုတ်ပါဘူး စီးရီးယားလှုပ်ရှုပ်နေတော့မာကတ်တယောက်ခိုးချောင်ခိုးဝဲသွားရင်နဲ့မိတ်ကဆီယာမားတွေကပီတာကအီစီကလီပြောနေတာမျိုးကိုကြတော့လက်ခံနေကြကြောင်းကိုတွေးလိုက်ရပါတယ်။ဖုန်းကိုဘသူကစောင့်မနေခဲ့တာကြောင့်မိုက်ကယ်တယောက်သူ့မိသားစုကိုဖုန်းခေါ်ခဲ့ပြီးတော့သူစနီးကလည်းခံခဲ့ပါတယ်။သူကအင်နိုဇီတာဝန်မကြီးဘုံနဲ့ယောက်ျားတယောက်ဖြစ်တာကြောင့်သူစနီးကသူမကိုမကြည်နဲ့ပင်မဲ့လဲသူသမီးလေးကိုမွေးနေ့ဆူတောင်းစကားပြောဖို့တော့အခွင့်ပြုပေးခဲ့ပါတယ်။အဲဒီချိန်မှာပဲနာယူချိန်ကပြီးသွားပြီမို့လို့ဘုံချလိုက်ရပါတယ်။လဲကြည့်လိုက်တဲ့အခါမှာတော့ရှိုးပွဲရဲ့လက်ကောင်ယောက်ကသူ့ကိုကြည့်နေတာကိုမိုက်ကယ်တယောက်တွေးလိုက်ရပါတယ်။ ီတော့ရင်းမှာထုတ်လို့ရေးဖွဲကလည်းဘာဆက်လုပ်ရမလဲဆိုတာကိုတိုင်ပင်ရင်းနဲ့ညှင်းခုန်နေကြပါတယ်အလို့ကျမဲ့ထားတာကလိန်လယ်မှုဖြစ်ကိုတတ်မှတ်လို့မရတဲ့အတွက်တခြားနီးလန်းနဲ့မိုက်ကဲကိုရက်တက်အောင်လုံးမရပါလိမ့်မယ်သူတို့ပြောနေကြတာကိုပီတာကဝင်ထောက်လိုက်ပြီးတော့အင်္ဂါကြီးစုသူတယောက်ကိုလဲခွင့်ပေးတဲ့စင်းမြင့်ကိုတရီပေးခဲ့ပါတယ်ဒီချက်ကြောင့်ပဲအဖွဲကမိုက်ကဲကိုရှုံးနေသွားစေနိုင်မဲ့အကြံတစ်ခုကိုရသွားခဲ့ပါတယ်ဒီနောက်မှာတော့ပီတာကနားချိန်ကနေပြန်ဆက်ခဲ့ပြီးတော့အခုချိန်မှာဒီပိုင်းကတတ်မှတ်ချိန်တက်ပို့ပြီးတော့ကြာသွားတာကြောင့် အထူးပိုင်းကိုပါဆက်ရိုက်နေရကြောင်းပြည်သက်တွေကိုရှင်းပြခဲ့ပါတယ်။အခုချိန်ထိမိုက်ကင်ဟာဒေါ်လာ9000နီးပါးရထားပြီးတော့လှဲခွင့်နေကြနေပါသေးတယ်။သူဆက်ကစားပြီးငွေတွေထပ်ရပြီးတဲ့နောက်ပီတာကအိမ်ကကြီးစုသူလှဲခွင့်အချိန်ကြာပြီးဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ဒါကတော့မိုက်ကင်ကဂျာမန်ရွေးချယ်ထားတဲ့ပြည်သက်တအူးအတွက်မိုက်ကင်ကတကြိမ်လှည့်ပေးရမှာဖြစ်ပြီးတော့ကြာသွားတဲ့စုလက်ကိုလည်းအိမ်ကပြည်သက်ကရရှိမှာဖြစ်ပါတယ်။ဒီလိုနဲ့မိုက်ကယ်တယောက်သူ့ရဲ့ဇပွဲပေါ်ကကပ်ပြားမှာပါတဲ့ကန်တူးရှင်ရဲ့နာမည်ကိုဖွင့်ကြည့်လိုက်ပါတယ် ။အဲမှာကလိုင်းရိုဘတ်ရဲ့နာမည်ကိုမြင်လိုက်ရပြီးတော့မိုက်ကယ်တယောက်လည်းထိတ်လန့်သွားခဲ့ပါရယ်။ထိုးလေဖွဲရဲ့ညံစင်မှုကြောင့်မိုက်ကယ်တယောက်အလွန်မင်းပူပန်ပြီးတော့တုံ့လုံနေခဲ့ပေမဲ့လည်းသူကစိတ်ကိုစူးစီးပြီးတော့ခလုတ်ကိုအချိန်ကြိုက်မှန်အောင်နှိမ့်နိုင်ခဲ့ပြန်ပါတယ်။ဒါကြောင့်သူကဟာဝိုင်ကကျင်ငါးဘွဲအပန်းပြေစကန်းကိုခီးစဉ်ရရှိသွားခဲ့ပါတယ်။ပီတာကတော့လိုင်းလဲဒီစုကိုရမယ်လို့ညင်ညာလိုက်ပါတယ်။အဲဒီအချိန်မှာပဲမီမောင်တို့ကမိုက်ကယ်မျက်နှာကိုတက်တက်ကြီးထိုးလိုက်တာကြောင့်ခဏတာမျက်စိစူးသွားခဲ့ပါတယ်။ သူကမကြည်မနဲ့ပြောတဲ့အခါမှာတော့ဂျေနီကလည်းသူ့ဘက်ကနေဝင်ပြောပေးခဲ့ပြီးတော့နောက်ထပ်အားယူခြင်းကိုကြီးညာလိုက်ရပါတယ်။အဲဒီချိန်တွင်မှပဲကွန်ရက် CEO ကစတူဒီယိုကိုရောက်လာပြီးတော့ထုတ်လုပ်ရေးဖွဲ့ကိုစုပူခဲ့ပါတယ်။ဂိမ်းကိုပုံစံ၅မျိုးနဲ့ပဲ program ရေးဆွဲထားတာကြောင့်သူကဒေါသထွက်နေပြီးတော့ Michael ကိုဘသူရှင်ပြိုင်ခွင့်ပေးခဲ့လဲဆိုတာကိုလည်းသိကျင်နေခဲ့ပါတယ်။အဲဒီအချိန်မှာတော့ B ကအချက်လုတ်ခဲ့တာပါလို့လိန်ပြောလိုက်ပါတယ်။ Studio ကနေမှ Jenny က Michael ကိုပဲအထူးခွင့်ရေးပေးနေတယ်လို့ထင်တာကြောင့် CBR ကိုပြောနေခဲ့ပါတယ်။ ဂျင်နီကဖုန်းဆက်တဲ့အကြောင်းပြောတဲ့အခါမှာတော့ဆီဗီယာကသူ့မကိုဆွဲခေါ်သွားခဲ့ပါတယ်။မိုက်ကယ်ကအရှိုးထုတ်လို့သူ့ကိုဒုက္ခပေးဖို့ကြိုးစားနေကြတာကိုလည်းအက်ရှ်ကိုပြောခဲ့ပြီးတော့အက်ရှ်ကတော့တိုက်ဆိုင်မှုလို့ထင်ခဲ့ပေမဲ့မိုက်ကယ်ကတော့တန်တရားဝင်နေခဲ့ပါတယ်။အက်ရှ်ကလည်းမိုက်ကယ်ကတခုခုတော့လွဲနေပြီးဆိုပြီးတော့တွေးစပြုလာခဲ့ပါတယ်။အရန်ဆိတ်ရှုပ်လာတဲ့မိုက်ကယ်ကစိတ်ငြိမ်သွားအောင်လို့လမ်းထားလျှောက်ခဲ့ပြီးတော့ဖုန်းကလည်းပြောင်းနေတာကိုတွေ့လိုက်ရပါတယ်။အဲဒီအချိန်မှာပဲချက်ကသူ့ကိုကြောင်ပိတ်ပြီးတော့ဘယ်သူ့ကိုဖုန်းခေါ်နေတာလဲလို့မေးလိုက်ပါတယ်။ အဲ့ဒါနဲ့မိုက်ကယ်လည်းထိတ်လန့်သွားပြီးတော့စတူဒီယိုကန်းလေးကနေပြေးထွက်သွားပါတော့တယ်။သူကသူကားထဲမှာပုန်းနေတော့ကားရဲ့တော့ကလောက်ပြက်နေတာကိုတွေ့လိုက်ရပါတယ်။လုံရင်းဆောင်ကိုသွားပြောတဲ့အခါမှာတော့လက်လူရှုခံခဲ့ရပြီးတော့ရဲတယောက်ကိုပြောတဲ့အခါမှာတော့စတူဒီယိုကအကူအညီတောင်းလို့ခုမှသူရောက်လာတာလို့ပြောလိုက်ပါတယ်။မိုက်ကယ်ကအပြင်မှာရဲတွေများကြီးရှိနေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့သူ့ကိုလာဖမ်းလာလို့ပဲထင်နေခဲ့ပါတယ်။ဘယ်ကိုပဲသွားသွားရဲရင်နေပဲထပ်တွေ့နေတဲ့ခါမှာတော့မိုက်ကယ်တယောက်အတွင်းကိုပြန်ပြေးလိုက်ရပါတယ်။ဒါမဲ့သူကတကားမပြီးတော့တကယ်ရှိုးတစ်ခုတည်းကိုလည်းရောက်သွားခဲ့ပါတယ်။ ။အဲဒီရွှေရဲ့စီရင်နေဆက်သူကသူ့ကိုဧည့်သည်လို့ထင်ပြီးတော့ထိုင်ခံခဲ့ပါတယ်။မိုက်ကေကသူ့အတွက်ဖြစ်နေတာကသူမိသားစုနဲ့မနက်စာစားနေတာဖြစ်ပြီးတော့ဒီလိုမျိုးဖြစ်နိုင်ဖို့ဆိုသူမိသားစုက TV ကြည့်နေတော့သူလည်း TV ဖန်သားပြင်ပေါ်မှာပါနေတာမျိုးဖြစ်နေမှသာဖြစ်နိုင်လိမ့်မယ်အကြောင်းပြောခဲ့ပါတယ်။ပြီးတော့သူအရင်လာတွေကလုပ်ခဲ့တာတွေအရာအားလုံးကလည်းသူသမီးလေးအတွက်ဖြစ်ကြောင်းကိုလည်းပြောခဲ့ပါတယ်။ဒါမဲ့အင်တာဗျူးကိုစီးရီးယားကရောက်လာပြီးတော့မိုက်ကယ်ကိုသူမတို့ရဲ့စတူဒီယိုစီကိုပြန်ခေါ်သွားခဲ့ပါတယ် အဲ့ချိန်မှာချက်ကအဖွဲစီပြန်သွားတဲ့အခါမှာတော့ဘီကအရာအလုံးတွေသူ့ကိုပြုတ်ပုံချခဲ့တယ်လို့သိလိုက်ရပြီးတော့စိတ်ပြေသွားခဲ့ပါတယ်။သူတို့ညှင်းခုန်ကြဖို့ပြင်နေတုန်းမှပဲထိုးလို့ရတဲ့ကတယောက်ကဖြစ်ပြောခဲ့ပါတယ်။ပရိသတ်တွေကမိုင်ကယ်ကိုရမ်းချင်နေကြပြီးတော့သူကလူတွေအတွက်သူရဲကောင်းလို့ဖြစ်နေပြီဆိုတာကို ထောက်ပြခဲ့တာပါ။အကယ်၍သူတို့ဒါမမှန်ကန်ကန်လှုပ်ဆောင်နိုင်မယ်ဆိုရင်တော့ဒီချက်ကိုသုံးပြီးတော့လူသိရှင်ကြားကြော်ညာဖို့အတွက်အသုံးပြုနိုင်ပါလိမ့်မယ်။ CEO ကဒီကြံကိုသဘောကျသွားခဲ့ပြီးအမေရိကန်ရဲ့ကံကောင်းဆုံးလူဆိုပြီးတော့ဂျင်ညာကဒီဘန်းကိုထုတ်လွှင့်ဖို့သဘောတူခဲ့ကြပါတယ် ယောဂဇက်ပြီးကျင်းမနေခဲ့ကမိုက်ကယ်ကလည်းဆက်နိုင်နေခဲ့ပါတယ်။ချက်ကတော့သူစပွဲကိုပြန်သွားပြီးတော့သူယူလာခဲ့တဲ့ဖုန်းကိုကြည့်လိုက်ပါတယ်။ပြီးတော့နေသူကဖုန်းမတန်းကိုပြန်နှိပ်ကြည့်လိုက်တဲ့အခါမှာတော့မိုက်ကယ်ဇနီးတဲ့နဲ့စကားပြောခွင့်ရခဲ့ပါတယ်။မိုက်ကယ်စုငွေကဒေါ်လာ3သိန်းကိုကျော်သွားတဲ့အချိန်မှာတော့ထိုးလို့ရေးဖွဲ့ကပြောရှင်စွာဂုဏ်ပြုနေခဲ့ကြပါတယ်။ဒါပေမဲ့ယုတ်တရက်ပီတာကမိုက်ကယ်အတွက်အထူးဖုန်းခေါ်ဆိုမှုရှိကြောင်းကြေညာလိုက်တဲ့အချိန်မှာတော့အားလုံးလည်းရပ်တန့်သွားခဲ့ကြပါတယ်။ချက်ကမိုက်ကယ်ဇနီးကိုဖုန်းလိုင်းနဲ့ချိန်ပေးလိုက်တာပဲဖြစ်ပါတယ်။ သူစနီးကမိုက်ကယ်ကိုစိတ်ဆိုးဒေါသထွက်နေပြီးတော့ဆဲဆူပစ်တင်ကသူ့ရဲ့လဲစားမှုတွေကိုလည်းညှိငွေ့နေပြီးဖြစ်ကြောင်းပြောခဲ့ပါတယ်။ပြီးတာနဲ့သူများကကွာရှင်းစာချုပ်ကိုလက်မှတ်ထိုးဖို့တောင်းဆိုပြီးတော့ဖုံချလိုက်ပါတယ်။စတူဒီယိုတစ်ခုလုံးကလည်းတိတ်ဆိတ်သွားခဲ့ပြီးတော့ပီတာတော်မှဘာဆက်ပြောလို့ပြောရမှန်းမသိဖြစ်သွားခဲ့ပါတယ်။မိုက်ကယ်ကတော့စိတ်ညစ်သွားခဲ့ပြီးတော့သူ့ရဲ့ထိုင်ခုံကနေထွက်သွားတာကြောင့်နောက်ထပ်အားယူခြင်းယူလိုက်ရပါတယ်။ ထုတ်လွှင့်အဖွဲ့ကလည်းဘသူကဒီလိုမျိုးလုပ်လိုက်တာလဲဆိုတာကိုရှာဖွေဖို့ကြိုးစားခဲ့ပေမဲ့အတံပိုင်းဆိုင်ရာအဖွဲ့ကဘီရဲ့လက်မှတ်ထိုးထားတဲ့မတ်စုလေးတစ်ခုသူ့စီကိုရောက်လာပြီးတော့ဒုက္ခိုင်းခဲ့လို့ဆိုပြီးတော့ပြောခဲ့ပါတယ်။ဒီပြတ်သူကဒီဘန်းကိုဖျက်ထုတ်ပြပြီးတော့စကားစားတင်ကြောင်ပြောခဲ့ပါတယ်။ဒါမဲ့မိုက်ကယ်ကတော့ပြန်လာဖို့ညှင်းဆန်နေကြောင်းကိုစီဗီယာကပြောခဲ့ပါတယ်။ဘီကမိုက်ကယ်နဲ့စကားပြောဖို့ကိုယ်တိုင်သွားလိုက်ပြီးတော့နားချဖို့ကြိုးစားလိုက်ပါတယ်။သူကမိုက်ကယ်ဘာလို့နေလဲဆိုတာသိတယ်ဆိုပေမဲ့လည်းသူ့ကိုရက်တန်းလို့မရတဲ့အကြောင်းပြောပြခဲ့ပါတယ်။ ။မကဲအနေနဲ့ငွေတွေကိုလိုချင်ရင်တော့ဂိမ်းကိုဆုံးသက်မှရမယ်လို့ဆိုပါတယ်။ဒီကလည်းသူ့ကိုလူရဲသူရဲကောင်းစတားတယောက်ဖြစ်နေပြီလို့ပြောတဲ့အချိန်မှာတော့မိုက်ကယ်တယောက်သူ့ဇနီးကိုအရင်ဖုန်းခေါ်ခွင့်ပေးရင်ပြန်လာဆော့မယ်လို့သဘောတူခဲ့ပါတယ်။သူဖုန်းကိုပြန်ကောက်လိုက်ပေမဲ့လည်းသူ့ဇနီးကိုစကားပြောဖို့တတ်တီမရှိခဲ့တာကြောင့်ဖုန်းမခေါ်ခဲ့ဘဲနဲ့ရှိုးကသာပြန်သွားပါတော့တယ်။နောက်ကြင်လက်ခွဲကြတဲ့အခါမှာတော့မိုက်ကယ်ကသူ့လက်ကို SC ကိုလွှဲပေးလိုက်ပါတယ်။ပရိသတ်တွေကသူ့ရဲ့စီရီနာကိုဂုံပြူနေကြပေမဲ့လည်းထုတ်လို့ဤဖွဲ့ကတော့မကြိုက်ခဲ့ကြပါဘူး။ ဒေါ်သာထွန်းနေရဲ့ဘီကအမတ်တရပကံပြားလေးကိုတောင်ရိုက်ခွဲလိုက်ပါတယ်။သူတို့ကဒီပန်းကိုတစ်ချိန်မဲထုတ်လွင့်ပြီးတော့ဒီဇယ်လန်းကိုလည်းထာဝရမြုပ်နှံထားလိုက်ကြဖို့သဘောတူခဲ့ကြပါတယ်။အက်ရှ်နဲ့ဂျင်ဒီကစားပြီးတဲ့နောက်မှာတော့မက်ဂက်စီကိုနောက်ဆုံးတစ်ချိန်လှည့်ခွင့်ပြန်ရောက်လာခဲ့ပါတယ်။သူကမျက်စိမိတ်ပြီးတော့ခလုတ်ကိုရတန်းဖို့ရွေးချယ်ခဲ့တာပါ။နောက်ပတ်ကျမှတော့မက်ဂက်မိသားစုကရှုပ်ကိုကြည့်နေကြပါတယ်။လိုင်းရိုဘတ်ကလည်းဒေါ်သာထွက်ပြီးတော့တီဗီကိုပိတ်ပစ်လိုက်ကကလေးမလေးကိုလည်းကြောင်းလိုက်ပို့ခဲ့ပါတယ်။ မိုက်ကယ်စနီကတီဗီကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့မိုက်ကယ်ကတကယ်ပဲအကုန်လုံးကိုအနိုင်ရခဲ့တယ်ဆိုတာကိုတွေ့လိုက်ရပါတယ်။ဖန်သားပြပုံမှာတော့ပီတာကပတ်စံတွေကိုဘာလို့မလဲလို့မေးတဲ့အချိန်မှာတော့မိုက်ကယ်ကမသိဘူးလို့ပြေခဲ့ပါတယ်။ဒီဇလန်လီကတော့မန်နဂယ်ဖြစ်ရက်ကိုအခြေခံထားတာဖြစ်ပါတယ်။မိုက်ကယ်အပိုင်းပြီးတဲ့နောက်မှာတော့ရှိုးဝဲကပုံပြားပေါ်ကိုပုံစံ28မျိုးထပ်ပြည့်ခဲ့ပြီးပြန်ပွဲဝင်နေတဲ့အနိုင်ရငွေကိုလည်းဒေါ်လာ9500တိသာကန့်သက်ခဲ့ရပါတယ်။ဇလန်လီကတော့ဒါပါပဲခင်ဗျ။စုံဒီနာဆင်ပြီးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။